ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှ ပြန်ငယ်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့၃နှစ်ဆိုတော့ကျွန်တော်အခွေလဲအောင်သွားပြီဗျနော်အခွေရောကျွန်တော်ငါးတုံညာပြည်လဲအောင်သွားပြီဗျနှစ်သီးသားပေါ့ဗျအဲမဲ့လဲကျွန်တော်ပြေးထားတဲ့အခွေလဲမှာတော့ကိုမတည်းအရွေးမှန်မှပေါ့မှာပေါ့နော်မနေ့က၃နှစ်အခွေရတော့ဒါဆိုဒီမှာကြံသေးတာဒီကျွန်တော်အခွေဒီတော့နှစ်ခုကြံသေးပါတော့နော်အခွေနှစ်ခု ဒီနေ့အတွက်တော့ကျွန်တော်ကိုမနော်နှစ်ရက်အတွင်းထွက်မဲ့လေးလုံးအခွေကိုကျွန်တော်ပြပေးမယ်ဗျအကူမတွေအဲ့ဒီအခွေနဲ့ပဲဦးစားပေးပြီးကစားပါဗျာနော်ကျွန်တော်အခွေပေးထားတာတော့ကျွန်တော်3 4 5 6အခွေရှိတယ်ရှိကို391အခွေရှိတယ်ပေါ့နော်အခွေနှစ်ခုကျန်တယ်ဗရိတ်အနေနဲ့က2ခွင့်တီဗရိတ်ပေါ့ဒီနေ့မှာတော့ကျွန်တော်2ရက်အတွင်းထွက်မယ်လေးလုံးအခွေထိုက်ပေါ့ဗျာနော် အဲ့လေးကိုပြပေးမယ်ဗျကိုမတော့တခြားလေးတော့ကြည်ပြီးတော့နားလေအောင်တော့ကြည်ပေးပါဗျကျွန်တော်ကျန်တဲ့အခွေနှစ်ခွေတည်းပဲပေါ့နော်ကျွန်တော်ကခုက main ကနန်းထိုးပြီးမှာပေါ့ဗျာ နေ့တိုင်းနေနေဆိုရင်ကျွန်တော်ပရိတ်တစ်လုံးဒီဒီနေ့ခွန်ပရိတ်ဒီမိန်မှာဗျာရင်းလုံးအဲ့လေးပြလိုက်မယ်ဗျာပရိတ်လမ်းလေးရင်ပြပေးမယ်ဗျာနော်ဒီမှာဆိုရင်6ရဲ့6ရဲ့နှလုံးပေါင်းခြင်းတည်နှစ်နှစ်ပါဝါတည်ခွန်းနှစ်နှက်ခတ်တည်လေးနှစ်ခွန်းလေးတည်ပြိတ် ဒီနှစ်ခွန်းလေးပြိတ်မှာကျွန်တော်တို့၃ညနှစ်ဆိုပြီးတော့နှစ်ပြိတ်ထွက်တယ်။နောက်တစ်ပင်ကလည်း9ရက်6ရက်နှလုံးပေါင်းခြင်းတီ1 1ပါဝါတီ6 1နှစ်ခတ်တီ8 1 6 8တီပြိတ်။ဒီ1 6 8ပြိတ်မှာလည်းကျွန်တော်တို့နှစ်6ဆိုတော့8ပြိတ်ထွက်တယ်။နောက်တစ်ပင်က3ရက်6ရက်ဒီနှလုံးပေါင်းခြင်းတီ1 1ပါဝါတီခွန်း1နှစ်ခတ်တီ4 1ခွန်းလေးတီပြိတ် ဒီနှစ်ခွန်းလေးပြိတ်မှာလဲကျွန်တော်တို့ခွန်းဘူးဆိုတော့လေးပြိတ်ထွက်နောက်တစ်ပင်က9ရဲ့4ရဲ့နှလုံးပေါင်းချင်းဒီ9 9ပါဝါဒီ4 9နှစ်ခတ်ဒီ6 9လေး6ဒီပြိတ်ဒီ9လေး6ပြိတ်မှာလဲကျွန်တော်တို့9 9ဆိုတော့လေးပြိတ်ထွက်ဒီ break line နားလိုက်မယ်ထင်ပါတယ်ဗျာဒါဆိုနောက်ထပ် break line တစ်ခုပေါ့ ၈ရက်၆ရက်ဒီက9ရက်သုံးလုံးပေါင်းချင်းဒီ3 3ဘာဝဒီ၈3နက်ခတ်ဒီ5 3 5ဒီပြိတ်ကျော်ဒီ3 5ပြိတ်မှာလဲကျွန်တော်တို့2 6ဆိုတော့8ပြိတ်ဒီမှာပြိတ်လိုက်2လိုင်းဒီဒီမှာ1 6 8ပြိတ်ဒီမှာ3 5ပြိတ်တူညီလာဒီကျွန်တော်တို့ဒီမှာ8ပါနော်ဒီမှာ8ပြိတ်ဒီမှာ8ပြိတ်အဲ့ဒီမှာကျွန်တော်တို့2 6ဆိုပြီးတော့8ပြိတ်ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်က 9ရဲ့9ရဲ့ဒီက9ရဲ့9နဲ့9နဲ့ပေါင်းတော့4 4နဲ့ဒီက9နဲ့ပေါင်းတော့9 9ဘာဝတီ4 9နဲ့ခတ်တီ6 9လေး6တီပြိတ်ဒီ9လေး6ပြိတ်မှာလဲကျွန်တော်တို့ခွန်ဘူးဆိုတော့4ပြိတ်ထွက်ဒီမှာတူညီတဲ့ပြိတ်လိုင်းဒီဒီမှာ2ခွန်4ပြိတ်ဒီဘက်မှာ9လေး6ပြိတ်တူညီတာဒီဒီမှာ4ဒီမှာ4အဲ့တော့ကျွန်တော်တို့4ပြိတ်4ပြိတ်မှာခွန်ဘူးဆိုပြီးတော့ထွက် အခုနောက်တစ်ပင်က2ရဲ3ရဲတရခွင်2နဲ့3နဲ့ပေါင်းတော့9 9နဲ့တရခွင်နဲ့ပေါင်းတော့2 2ဘာဝတိခွင်2နဲ့ခက်တိလေး2ခွင်လေးဒီပြိဒီ2ခွင်လေးပြိမှာလဲကျွန်တော်တို့9 9ဆိုတော့4ပြိထွက်တယ်ဒီမှာပြိဒီ9လေး6ပြိဒီမှာ2ခွင်လေးပြိဒီမှာတူညီတာဒီပြိဒီဒီမှာ4ပြိဒီမှာ4ပြိအဲ့တော့ကျွန်တော်တို့9 9ဆိုပြီးတော့4ပြိထွက်တယ် ဒါဆိုဒီနေ့မှာ ခွင်းရ3ရနှလုံးပေါင်းခြင်းဒီ3ညာ3ညာဘာဝတီ5 3ညာနက်ခတ်ဒီခွင်3ညာ5ခွင်ဒီပြိတ်ဒီပြိတ်လိုင်းတစ်ခုဒီ3ညာ5ခွင်ပြိတ်ဒါဆိုရင်ကျွန်တော်တို့ဒီအစွမ်းနာလိုပဲ6ရ4ရဒီရနှစ်က6 4နှစ်3လုံးပေါင်းခြင်းဒီနှစ်နှစ်ပါဝါတီခွန်းနှစ်နှစ်ခတ်ဒီလေးနှစ်ခွန်းလေးဒီပြိတ် တော့ဒီနေ့မှာ3.5ခွန် break line တစ်လိုင်းတွေ့တယ်နှစ်ခွန်လေး break line တစ်လိုင်းတွေ့တယ်ဗောနော်အပေါ်ပြင်းဒီမှာတော့တူညီတာကိုကျွန်တော်တို့ break တစ်လုံးပေးနေတယ်ဗျအားလုံးပဲသဘောပေါက်ကြမယ်ထင်ပါတယ်ဗျဒါဆိုကျွန်တော်ဒီမှာတူညီတာဒီဒီမှာခွန်ဒီမှာခွန်ပေါ့ဗျဒါဆိုကျွန်တော်တို့ဒီနေ့မှာခွန် break ဒီမှာဒီအပေါ်ပြင်းဒီမှာ168 break 385 break ဒီမှာတူညီတာဒီကျွန်တော်တို့ဒီမှာ8ဒီမှာ8အဲ့တွေ့ကျွန်တော်တို့8 break 8 break မှာ26ဆိုပြီး8 break ထွက် ဒီမှာလဲနှစ်ခွန်လေးဗရိတ်၉လေး၆ဗရိတ်ဒီမှာတူညီရသည်လဲကျွန်တော်တို့ဒီမှာ၄ဗရိတ်ဒီမှာ၄ဗရိတ်တူညီမှုရှိတဲ့အတွက်ကျွန်တော်၄ဗရိတ်ပေါ့နော်အဲ့ဒီ၄ဗရိတ်မှာခွန်ဘူးဆိုပြီးတော့ထွက်တယ်ဒီမှာ၉လေး၆ဗရိတ်ဒီမှာနှစ်ခွန်လေးဗရိတ်ဒီမှာလဲတူညီရသည်ဒီမှာ၄ဗရိတ်ဒီမှာ၄ဗရိတ်အဲ့တော့ကျွန်တော်တို့၄ဗရိတ်၄ဗရိတ်မှာ၉၅ဆိုပြီးတော့ထွက်တယ်အဲ့တော့ဒီမှာ3.5ခွန်ပြည်နှစ်ခွန်လေးပြည် တူညီရသည်ကျွန်တော်တို့ဒီမှာဒီမှာခွန်ပရိတ်ဒီမှာခွန်ပရိတ်အဲ့အတွက်ကျွန်တော်တို့ဒီနေ့မနက်မှာခွန်ပရိတ်ဒီမဲကျွန်တော်ဝမ်းကျင်းညီတော့အတွက်မပြတော့ဘူးပြန်နော်ကျွန်တော်နောက်ထပ်ပြရစီအခွေဆိုင်လေးပြရစီရှိလို့ပါဗျာအဲ့ဒါကျွန်တော်တို့ပရိတ်ဒီဒီနေ့မှာခွန်ပရိတ်ဒီမဲကိုပဲနော်ကျွန်တော်ပြထားတဲ့တပတ်စာပရိသတ်မှာတော့နှစ်ခွန်ပရိသတ်တို့ရှိတယ် ဒီနေ့မှာဘရိတ်တစ်လုံးတည်တော့ main brake ဒီကျွန်တော်ခွန်ဘရိတ်ပါဗျဒါလေးလည်းနားလည်မယ်ထင်ပါလေဗျဒါဆိုရင်ကျွန်တော်နှစ်ရက်အတွင်းထွက်မယ်လေးလုံးခွေပါဗျနော်ဇော်ဇော်အောင်နဲ့ကိုကိုလေး၅နဲ့20လဲဟုတ်ကဲ့ပါဗျနှစ်ရက်အတွင်းမှာထွက်နေတဲ့အခွေစိုက်ကိုကျွန်တော်ပြပေးမယ်ဗျအဲ့ဒါတော့ဗာလဲဆိုရင်ကျွန်တော်တို့ဒီ ငါးကိုးအထွက်ပြီးရင်ပေါ့နော်ငါးကိုးအထွက်ပြီးတိုင်းငါးရက်အတွင်းမှာထွက်နေရဲ့လေးလုံးအခွေပေါ့ဗျာတော့ဒီငါးကိုးအလိုထွက်ပြီးတိုင်းမှာ သူ့ရဲ့အောက်မှာငါးရက်အတွင်းမှာထွက်နေတဲ့အခွေဒီ1683ခွေဘူးအားလုံးမဲ့တော့ပေါ့ကြမယ်ထင်တယ်ဗျာနော်ဒီငါးကိုးအထွက်ပြီးတိုင်းမှာသူ့ရဲ့အောက်ငါးရက်အတွင်းမှာထွက်နေတဲ့အခွေဒီ1683ခွေဘူး 1683ခွေပူ9ရက်တည်းမှာထွက်တယ်ဆိုတော့ဒီမှာကျွန်တော်တို့6ပူ6ရက်3638ပေါ့နော်1683အခွေရထွက်9ရက်တည်းမှာထွက်တာပေါ့နော်ခါဒီမှာလဲကျွန်တော်တို့96ပါပေါ့နော်96ပဲထွက်ထွက်95ပဲထွက်ထွက်ပေါ့96ဟာထွက်ပြီးတိုင်း9ရက်အတွင်းမှာထွက်နေတယ်168ဟိုပါပေါ့အခွေးပေါ့နော်အဲ့ဒါဒီ1683ခွေပူဒီ96ကထွက်ပြီးလိုက်မှာ1683ခွေပူဒီထွက်တယ်ပေါ့နော်အဲ့ဒီမှာဘာထွက်လဲဆိုတော့68တပူပေါ့နော် အားလုံးကဒါလေးနားလည်ကြမယ်ထင်ပါလေဗျသောသောမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဆန္ဒရေးရှစ်လာနိုင်လားကိုရရှစ်လာနိုင်ပါလေဗျနော် အခွေထဲမှာလည်းပါတာဖြစ်တဲ့အတွက်ဒါနိုင်ပါလေဗျရှစ်ကလည်းဒါကြောင့်ဒီမှာလည်း95ပေါ့နော်95ထွက်ထားခြင်းကြောင့်အောက်9ရဲ့အတွက်မှာ1683ခွေပူအဲဒါကျွန်တော်ဒီဘက်မှာ1683ခွေပူထွက်ရမယ် အဲ့ဒီမှာဘာထွက်လဲဆိုတော့6813ဘူး3ဘူးဗျာနော်1683ခွေဘူးထွက်တယ်နေဝင်8တည်ရဲဟုတ်ကဲ့ပါဗျာအဲ့ဒီမှာကျွန်တော်တို့59ထွက်ထားတယ်ဗောနော်59ကထွက်ပြီးတိုင်းမှာသူ့ရဲ့အောက်9ရဲ့အတွင်းမှာ1683ခွေဘူးထွက်ဒီမှာဘာထွက်လဲဆိုတော့83 1ဘူးဗောနော်1683ခွေဘူးကထွက်တယ်ဗျာဒါဆိုရင်ဒီမှာလဲကျွန်တော်တို့59ဗောနော်59ထွက်ထားခြင်းကြောင့် သူ့ရဲ့ဒီဟိုမှာဒီ9ရက်အတွင်းမှာ1683ခွေပူးထွက်ရမယ်။9ကိုကထွက်ပြီးတိုင်းကျွန်တော်1683ခွေပူးသူ့9ရက်အတွင်းမှာလိုက်တယ်ပေါ့နော်။အဲ့မှာဘာထွက်လဲဆိုတော့86ဆိုပြီးတော့လိုက်အလုံးမဲ့ဒါကြီးနားလေကြမယ်ထင်တယ်ဗျ။အဲ့ဒီမှာလဲကျွန်တော်တို့9ကိုဟာထွက်ပြီးတိုင်းသူ့ရဲ့အောက်မှာ1683ခွေပူ9ရက်အတွင်းပေါ့နော်။အဲ့မှာဘာထွက်လဲဆိုတော့83ဆိုပြီးတော့ထွက်တယ် တိ68ကတည်းအနည်းဆုံးကြလုံးလာနိုင်တယ်မို့လားတဲ့ဟုတ်ကဲ့ပါဗျာလာနိုင်ပါလိမ့်ဗျာနော်ဒါလေးကိုလည်းတခြားလေးတော့ကြည့်ပေးပါဗျာကျွန်တော်ဒီမှာလဲကျွန်တော်တို့65ထွက်ပြီမို့နော်65ထွက်ထားခြင်းကြောင့်1683ခွေဘူးဒီ5ရက်အတွင်းမှာဆင်းရမှာပေါ့အဲ့မှာဘာဆင်းလဲဆိုတော့ကျွန်တော်တို့ဒီမှာ36ဆိုပြီးတော့ဆင်းသွားတယ်ဗျာ1683ခွေဘူးကဒါဒီမှာလဲကျွန်တော်တို့59ထွက်တယ်ပေါ့နော်59ထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်5ရက်အတွင်းမှာ1683ခွေဘူးဆင်းရမှာ အဲ့မှာဗာစင်လဲဆိုတော့86 8ဘူး16ဘောနော်အားလုံးမဲ့ဒါလေးနားလည်ကြပြီထင်တယ်ဗျဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာတော့9ကိုထွက်မှထားဦးဗောနော်ဒီဘက်မှာကျွန်တော်တို့9ကိုထွက်ထားတယ်ဗျကျော်ဒီမှာ9ကိုအထွက်ထားတယ်ဗောနော်ဒါဆိုရင်9ကိုအထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်9ရဲ့အတွင်းမှာ16 83ခွေဘူးစင်းရမယ် တရက်၂ရက်၃ရက်၄ရက်၅ရက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခုကဗုဒ္ဓဟူကြာတာပတိ၂ရက်အတွင်းမှာ1683ခွေဘူးဆင်းရမယ်အဲ့လိုမဲ့ဒါလေးနားလည်ပြီးထင်တယ်ဗျအခွေဒီ1683ခွေဘူးဒီဗုဒ္ဓဟူကြာတာပတိ၂ရက်အတွင်းမှာဆင်းရမယ်အဲ့တော့ကျွန်တော်ပေးထားတဲ့အခွေတီပထမအခွေတီပေါ့နော်ပထမအခွေတီကျွန်တော်တို့3 4 6အခွေတခုရှိတယ် 1939တဲ့အခွေရှိတယ်ဒီအခွေတွေဒီလည်းအပတ်တိုင်းမှာခုနလရှိပေါ့နော်ဒီအခွေဆိုရင်တော့လာပေါင်းမနေတော့ဘူးပြ3 4 6အခွေဒီတော့ပြက်ပြက်မရှိဘူးပြနော်ဒီအခွေဒီလည်းပြက်ပြက်မရှိဘူးဒီအခွေဒီလည်းပြက်ပြက်မရှိဘူးဒါပေမဲ့အခုမှကျွန်တော်တွေ့ရတဲ့အခွေဒီဗောဓဟုကြာတာပြီနှစ်ရက်အတွင်းမှာထွက်မဲ့အခွေဒီ1683အခွေပြအားလုံးမဲ့ဒါလေးသဘောပေါက်ကြမယ်ထင်တယ်ပြနော်ဒါဆိုရင်ကျွန်တော်ဒီထက်က main ကွက်အနေနဲ့ထုတ်ပေးရမယ်ဆိုရင် တချောက်ရှိတော့ခွေကူကတော့မင်းရောက်ဖို့အားကောင်းပါလေဗျအခုမှတော့ဘောပေါက်လာမသိပါတော့တချောက်ရှိတော့ခွေကူဆိုကျွန်တော်ဒီမှာဆိုရင်လည်းဒီထက်ထုံးမယ်ဆိုရင်3ဘူးပါမယ်3 6ပါမယ်6ဘူးပါမယ်ဗျာနော်ဒီထက်ရဆိုရင်ဒီအခွေဒီလည်းကျွန်တော်တို့ထွက်မယ်ဆိုရင်3ဘူးရ6ဘူးရ3 6ရဆိုပြီးတော့ကျွန်တော်တို့မင်းသုံးခွေပါနော်ဒီထက်ရဆိုရင်တခါကျွန်တော်ဒီမှာ6 9 3ညတဲ့အခွေဒီလည်းကျွန်တော်တို့ ခုနလရှိပြီးပြက်ပင်မရှိတာဖြစ်တဲ့အတွက်ဒီဘက်မှာထွက်လာရင် main အနေနဲ့ထုတ်ရမယ်ဆိုရင်ကျွန်တော်တို့၈ပူပါမယ်၁ပူပါမယ်၈၁ပါမယ်ပြေနော်ဒါလေးရယ်နားလိမ့်မယ်ထင်တယ်ဗျကျွန်တော် main ထုတ်တာလေးကိုလည်းအေးမြမမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအဲဒါကျွန်တော်ဒီမှာဒီဒီနှစ်ခွေးလေးရဲ့ main ထုတ်ထားတာဒီကျွန်တော်တို့၃ပူရယ်၆ပူရယ်၃၆ရယ်၈ပူရယ်၁ပူရယ်၁၈ရယ်ဆိုပြီးတော့ခဏ၆ကောပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ဘောတဟုကြာတာပြီးနှစ်ရက်အတွင်းမှာထွက်တဲ့အခွေဒီ1683ခွေဘူးဒါကြောင့်မို့ကျွန်တော်ဒီဒီဟွာထဲမှာပေါ့ဒီအခွေ3ဟွာထဲမှာအခွေ2ခွေထဲမှာထွက်မယ်ဆိုရင်ကျွန်တော်တို့1683ခွေဘူးဒီဒီနှစ်ရက်အတွင်းမှာထွက်တာဖြစ်တဲ့အတွက်ကျွန်တော် main အနေနဲ့1683ခွေဘူးအခွေရွေးပေးပါလိမ့်ပြန်နော်ကျန်တဲ့အခွေ2ခွေလေးကတော့သိုးရတော့မလိုတော့ဘူးပေါ့ဗျာနော်1683အခွေဘူးနဲ့ပဲကျွန်တော်တို့လုံသွားပြီလို့ပြောလို့ရတယ်ဗျာအဲ့လိုမဲ့နားလည်းမဲ့ထင်တယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ ဗောဓဝုကြာတပိနှစ်ရက်အတွင်းမှာ1683ခွေပူးရှိတယ်ဗျာပရိနေနဲ့ကျွန်တော်တို့နှစ်ခွန်ပရိကျွန်တော်ပြေးထားပါဘောเนาะနှစ်ခွန်ပရိပြေးထားတာမှာကျွန်တော်ဒီနေ့မှာတော့နေလိုက်ပရိတည်တော့ခွန်ပရိတည်တော့ main ဗျအားလုံးပဲနားလည်မဲ့ထင်တယ်ဗျဒါလေးကိုလည်းဒီနေ့မနက်မှာပရိတည်ခွန်ပရိတည် main ဗောเนาะခွန်ပရိကို main ဆိုရင်ကျွန်တော်တို့1683ခွေလေးက ခွန်ဘရိတ်ဆိုရင်တော့ကျွန်တော်တို့16တီတကွက်ကောင်းပါဗျဝန်ကျင်းကြီးကအပြီးပေါက်ဝန်ကျင်းနှစ်ချင်းပေါ့နော်အဲ့ဒါတော့ကျွန်တော်ဗရိတ်နဲ့တော့ကန့်ကျင်မှုမရှိဘူးအဲ့ဒါလေးပဲတွက်ပြပေးမယ်ဗျကိုမတို့ကြိုက်နေတဲ့တာကိုကစားပါဗျာနော်။အောင်စိန်ပါမားလည်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ။ကျွန်တော်နေတဲ့ပရိသတ်တွေတော့ခွန်ပရိသတ်တွေမင်းပေါ့နော်။ complaint main ရေကျွန်တော်ဝမ်းကြီးနှစ်ချင်းတွဲတာလေးအပြီးပေါက်ဖြစ်တာလေးကိုလည်းတွက်ပြပေးမယ်ဗျာ။ တရဲ့6ရဲ့ဒီရ3ညရဲ့၃လုံးပေါင်းချင်းဒီခွန်ခွန်ပါဝါတီနဲ့ခွန်နဲ့အချိန်တ6 3ည3လုံးပေါင်းချင်းဒီခွန်ခွန်ပါဝါတီနဲ့ခွန်နဲ့အချိန်ကျွန်တော်ဒီမှာခွန်နဲ့အချိန်ပေါ့ဒီ3လုံးပေါင်းချင်းဒီခွန်ခွန်ပါဝါတီနဲ့ခွန်နဲ့အချိန်ကို၃ညရဲ့6ရဲ့5ရဲ့ဒီ3လုံးပေါင်းချင်း 3653သုံးလုံးပေါင်းခြင်းတိ1တစ်ပါဝါတိ6တစ်နက်ခတ်တိ8 6ရက်ချင်းနဲ့အပြီးခွန်းနဲ့အချင်းကို6ရက်ချင်းနဲ့အပြီးပေါ့နော်တွဲရင်ကျွန်တော်တို့ခွန်း6ခွန်း8 26 28ဆိုတဲ့ကဏ္ဍ၄ခွက်ရမယ်အဲ့ဒီမှာ26ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်က3ရက်5ရက်ဒီက2က3ရက်5နှစ်သုံးလုံးပေါင်းခြင်းတိလဲခွန်းခွန်းပါဝါတိ2ခွန်းနဲ့တိအချင်း ဒီခွင်းနဲ့အချိန်ကိုကျွန်တော်တို့ဒီမှာ2ရက်5ရက်ဒီက3ရက်2နဲ့5နဲ့ပေါင်းတော့ခွင်းခွင်းနဲ့ဒီက3နဲ့ပေါင်းတော့3ည3ညပါဝါတီ5 3ညနှစ်ခတ်ဒီခွင်း5ခွင်းဒီအချိန်နဲ့အပြီးဒီခွင်းနဲ့အချိန်ကိုကျွန်တော်တို့5ခွင်းအချိန်နဲ့အပြီးပေါ့နော်တွဲရင်ခွင်း5ခွင်းဘူး2 5 2ခွင်းဆိုလဲကဏ္ဍ4ကွယ်ပေါ့အဲ့ဒီ4ကွယ်မှာဘာထွက်လဲဆိုတော့ခွင်းဘူးဆိုပြီးတော့ထွက်တယ်အဲ့တော့နောက်တစ်ပြင်က၃ရက်၃ရက်တရားခွင်ရယ် ုံညာ3ခွန်3လုံးပေါင်းခြင်းဒီတုံညာတုံညာဘာဝတီ5တုံညာ5အချင်းဒီတုံညာ5အချင်းကိုလည်းခွန်ရ3ရ4ရခွန်ရ3ရ4ရပေါ့နော်4ဘာဝတီ9 4နှစ်ခတ်ဒီနှစ်9နှစ်ဒီအချင်းဒီတုံညာ5အချင်းကိုကျွန်တော်တို့9နှစ်အချင်းနဲ့တွဲရမှာပေါ့နော်တွဲရင်3ညာ9 3ညာ2 5 9 9ဆိုတဲ့ကဏ္ဍ၄ခွမှာဒီမှာ9 9ဆိုပြီးတော့ထွက်တယ် ဒါဆိုဒီနေ့မှာ2ရယ်4ရယ်ဒီက6ရယ်2နဲ့4နဲ့ပေါင်းတော့6 6နဲ့ဒီက6နဲ့ပေါင်းတော့5 5ပါဝါတီ3ညာ5 3ညာတီအချင်းတော့ဒီ5 3ညာအချင်းကို6ရယ်4ရယ်ဒီက3ရယ်6နဲ့4နဲ့ပေါင်းတော့3 3နဲ့ဒီက3နဲ့ပေါင်းတော့6 6ပါဝါတီ1 6နှစ်ခတ်တီကို19တီ19ချိန်နဲ့ပြီးရမှာပေါ့အားလုံးပဲဒါလေးနားလိုက်မယ်ထင်ပါလိမ့်ဗျာ တော်ဒီမှာခွန်းနှစ်အချင်းကို6ရှစ်အချင်းနဲ့ပြီးပါပါเนาะဒီမှာ2 6ဆိုပြီးတော့ပြီးသွားတယ်ဒီမှာခွန်းနှစ်အချင်းကိုလည်း9ခွန်းအချင်းနဲ့ပြီးပါမှာလဲကျွန်တော်တို့ဒီကခွန်းဒီကခွန်းနဲ့ခွန်းဘူးဆိုပြီးတော့ပြီးတယ်ဒီ3 5အချင်းကို6နှစ်အချင်းနဲ့တွဲရမှာလဲဒီက6ဒီက9နဲ့6 9ဆိုပြီးတော့ပြီးပါပြီးတယ်ဗျဒါဆိုဒီနေ့မှာကျွန်တော်တို့9 3အချင်းကိုဒီ1 6အချင်းနဲ့ပြီးပါဖြစ်ရမှာအဲ့ဒါဆိုရင်9 1 5 9 3 1 3 9ဆိုရဲခဏန်း၄ခုပြန်เนาะ ကျွန်တော်ဒီကနန်းလေးကွက်ရဲ့ဒီခွန်ပရက်ရဲ့ပေါ့ဒီနေ့နေလိုက်ကတော့ကိုမလေးအားလုံးမနားလည်မဲ့ထင်ပါတယ်ဗျခွန်ပရက်ရဲ့ကျွန်တော်9တက်အားလုံးမကျွန်တော်ရှင်းပြလေးနားလည်မဲ့ထင်တယ်ဗျ ဒီနေ့နေ့လိုက်ပေါ့နော်7နာရီ10မိနစ်အတွက်ကတော့ခွန်ပရိရဲ့ဒီလေးကွက်ရပေါ့ဗျာ9159 3939ကိုအခုမှတော့ကျန်းနေတယ်မှာကစားပါပဲနော်ဒီဘက်တော့ရှိရဒီကျွန်တော်နှစ်ခွန်ပရိရှိတယ်အစွမ်းနာပြထားတယ်1683အခွေရှိမြန်1683အခွေတော့မိန်းပါဗျာနော်ကျွန်တော်အရင်ပြထားတဲ့အခွေတွေကတော့နှစ်ခွေတော့ရှိတယ်3456ခွေပူးရ8939ခွေပူးရရှိတယ်အဲ့ဒီအခွေတွေဒီလည်းပြက်ပြင်တော့မရှိဘူး ကိုမတို့ကြိုက်နေတဲ့တာတော့သုံးပြန်နော်1683ခွေပူးကတော့ကျွန်တော်တို့ဗုဒ္ဓဟူးကြတာပြီးနှစ်ရက်အတွင်းမှာထွက်တာဖြစ်တဲ့အတွက်1683ခွေပူးစီတော့ပိုရအကောင်းနေဗျဒါတော့နေလိုက်ကဏ္ဍမှာဗျနော်ဒီခွန်ပလေးရယ်ဒီကဏ္ဍလေးကွယ်ရယ်ပေါ့အလုံးမဲ့ကျွန်တော်ရှင်းပြလေးလည်းနားလည်မယ်ထင်ပါတယ်ဗျအဲ့ဒါဆိုရင်ကျွန်တော် like ကိုဒီမှာပဲရန်နာခွင့်ပြပါဗျအားလုံးမဲ့ကိုမကြီးကြိုက်နေတဲ့ခဏန်းဒီ7နာရီ10မိနစ်ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါသေးလို့ suit down ပေးပါတယ်ဗျ အားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်စီယူပါအားလုံးပဲ